ါပါရှင်ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ပြိုကွဲရေးနဲ့ဂုံတိတ်ခါထိခိုက်စေတာပါဝင်ဒုတာဝင်အရေးသုံးပါကိုထိခိုက်အောင်ဟောပြောမဲဆွယ်စီယုံမှုတွေကိုအရေးယူမယ်လို့စစ်တပ်ခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုးကချင်းချောင်နေပါတယ်အကြမ်းဖက်စစ်တပ်ကပြည်내နဲ့ယူနစ်တွေကိုလေကြောင်းတိုက်ခိုက်လေးရှိတဲ့လေစိမ့်နဲ့လေရင်မျိုးစားတွေကို EAR နဲ့မိဖက်တွေကထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ပြိုကွဲရေးဖြစ်ပေါ်စေတာဒါမှမဟုတ်စစ်တပ်ဂုံတိုက်ခါထိခိုက်အောင်လှုပ်ဆောင်တာနဲ့ဒုတာဝန်အရေးသုံးပါးကိုထိခိုက်စေတာပါဝင်သတ်မှတ်ပြထန်းထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့မညီတဲ့မဲဆွဲစီယုံမှုတွေကိုအရေးယူမယ်လို့စစ်တပ်ခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးကချင်းချောက်တတိပေးလိုက်ပါတယ်။ မနေ့ကအော်တိုဗလာ16ရက်နေ့ကနေပြည်တော်မှာနိုင်ငံရေးပါတီတွေကိုအဲ့လိုခေါ်ယူချိန်မှာသူကအခုလိုချိန်ချောက်တတိပေးလိုက်တာပါရွေးကောက်ပွဲဆိုင်ရာစူဝေးဟောပြောတာနဲ့မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်ပြီးကြီးညာချက်ထုတ်ပြန်ပြီးဖြစ်တာကြောင့်နိုင်ငံရေးပါတီတွေအနေနဲ့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်စတာတွေကို ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်ကနေဟောပြောတင်ပြနိုင်ဖို့ဆောင်ရွက်နေတယ်လို့တန်ဆိုးကပြောပါတယ် ဒါအပြင်ရွေးကောက်ပွဲကျင်းပမယ့်အပိုင်းတစ်ပိုင်းတည်းအတွက်မဟုတ်ဘဲရွေးကောက်ပွဲအပိုင်းအလုံးအတွက်အဲ့ဒီကာလအတွင်းမှာမဲဆွဲစီယုံရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမယ့်အခါမှာရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှားတွေပြစ်မှုတွေနဲ့ပြစ်ဒဏ်တွေကိုအထူးသတိပြုဖို့လိုအပ်တယ်လို့သူကပြောပါရယ်။ဒါနဲ့ပတ်သက်ပြီးသက်ဆိုင်ရာပါတီဝင်တွေပါတီထောက်ခံသူတွေကိုလည်းသိရှိအောင်အတိပေးထိန်းကြားမှုလိုအပ်ပြီးတတ်မှတ်ပြဌာန်းချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကသက်ဆိုင်ရာဥပဒေတွေအရအေးအေးယူခံရမယ်လို့သူကဆက်ပြောပါရယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးတာကနေကာကွယ်ပေးရေးဥပဒေနဲ့ညီစွမ်းတာမရှိအောင်လဲတတိပြုစီခြင်းနဲ့လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးကပြောဆိုတတိပေးလိုက်တာပါရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးကနိုင်ငံရေးပါတီတွေအနေနဲ့အော်တိုဗာလ28ရက်နေ့ကနေစတင်မဲ့မဲဆွယ်စီယုံရေးကာလရပ်ပေါင်း60အတွက် မဲဆွယ်စည်းရုံးရမှာရွေးကောက်ပွဲဤဥပဒေအခန်း၁၀ပါသတ်မှတ်ပြထမ်းချက်တွေကိုလိုက်နာရမှာဖြစ်ပြီးမလိုက်နာရင်တော့အရေးယူမယ်လို့တတိပေးပြောလာပါတယ်။မဲဆွယ်စည်းရုံးရမှာသတ်မှတ်ပြထမ်းချက်တွေကိုမလိုက်နာပါကသက်ဆိုင်ရာရွေးကောက်ပွဲဥပဒေတွေနဲ့သက်ဆိုင်တဲ့ထောင်ဒဏ်ငွေဒဏ်တွေကိုပါချမှတ်မဲ့အပြင်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ချခံရမယ်လို့လည်းပြောပါတယ်။ဒါအပြင်ရွေးကောက်ပွဲနောက်ရှယ်ဟန်တာဖြည့်ဆည်းခြင်းကနေကာကွယ်ရေးဥပဒေနဲ့ပါအရေးယူခံရမယ်လို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးကချင်းချောက်ပြောဆိုသွားပါတယ်။ အကြံဘတ်စစ်တပ်ကအခုနှစ်ကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲကိုကာကွယ်ဖို့အတွက်နှောက်ရဖြည့်စည်းသူတွေကိုထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေထောင်ဒဏ်တသက်တချို့နဲ့တည်ဒဏ်တွေချမှတ်နိုင်တဲ့ဥပဒေကိုဇူလိုင်လ26ရက်နေ့တုန်းကပြဋ္ဌာန်းခဲ့ပါတယ်။စစ်တပ်ကပြဋ္ဌာန်းခဲ့တဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြက်ပြားအောင်လှုပ်ဆောင်တဲ့အပြုအမူတွေစာရေးသားဖြန့်ဝေတာတွေကိုပြုလုပ်ရေးအရေးယူမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ချင်းချောက်တာဟန်တာတာမလျော်ဩဇာတုံးတာအပြင်းထန်နာကျင်စီတာလူစုလူဝေးနဲ့ကန့်သက်တာနဲ့ လူသေးဆုံးစေတာတွေဖြစ်ပေါ်လာပါကပြစ်မှုကိုအ ਨੇ ဆုံးထောင်ဒဏ်3နှစ်ကနေအများဆုံးထောင်ဒဏ်တသက်တကျိုးနဲ့တေဒဏ်တို့ကိုပါချမှတ်မယ်လို့ဖော်ပြထားပါသေးရဲ့ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကြံဘတ်စစ်တပ်ကပြည်နယ်နဲ့ unit တိုင်းတွေအလိုက်လေကြောင်းတိုက်ခိုက်လေရှိတဲ့အကြံဘတ်စစ်တပ်ရဲ့လေစိမ့်နဲ့လေရင်အမျိုးအစားတွေကို enemy air route EAR နဲ့မြေပြင်ဒေသခံလေကြောင်းကင်းတောက်အဖွဲ့တွေပူးပေါင်းပြီးမနေ့ကထုတ်ပြန်ထားပါတယ်။ EA အနေနဲ့လေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးအတွက်၄နှစ်ကြာကြာလှုပ်ဆောင်ခဲ့ရကနေရရှိထားတဲ့အချက်အလက်တွေနဲ့မြေပြင်မှာရှိတဲ့ဒေသခံ လေကြောင်းကင်တောက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးအတည်ပြုစီစစ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။စကိုင်းမကွေမန္တလေးယူနစ်တွေအတွက်အကြံဘတ်စစ်တပ်အသုံးပြုမှုအများဆုံးလေစိတ်တွေကတော့တတဦးလေတပ်ဆွဲမုံရွာနမခမိထီလာ ရှန်တဲနဘတလီလာ မကွေလေတပ်တို့ဖြစ်ပြီးစစ်လေရင်တွေအနေနဲ့ Jet Fighter Y12 MI35 ပါရမော်တာနဲ့ဂျန်ရိုကော်ပတာတို့ကိုအသုံးပြုတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ကချင်ပြည်နယ်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအတွင်အများဆုံးအသုံးပြုတဲ့လေစိတ်တွေကတော့တဒဦးလေတက်ဆွဲ၊မြကြီးနာနန့်ပေါင်လေတက်နဲ့မိထီလာရှန်တဲတို့ဖြစ်ပြီးရန်ပန်ရန်ကမာနာပါတာအီလာနဲ့နတ်ဆက်လေတက်တွေကိုအသုံးပြုတာတွေရှိတယ်လို့ဆိုပါတယ်။အသုံးပြုတာများတဲ့စစ်လေယာဉ်တွေကတော့ Jet Fighter နဲ့ Wind Dragon တို့ဖြစ်ပြီးရန်ပန်ရန်ကမာ MI-35 ကိုအသုံးပြုတယ်လို့ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကအကြံဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်အများဆုံးအသုံးပြုတဲ့လေစိတ်တွေကတော့တတဦးလေတက်ဆွေမိထီလာရှန်တဲနာပါတာအီလာတို့ဖြစ်ပြီးတော့ရန်ပန်ရန်ကပြည်ဦးလေအနီစခန်းလေစိတ်နဲ့နှက်ဆက်လေတက်တို့ကိုအသုံးပြုကဂျက်ဖိုင်တာနဲ့ဝိုင်တွဲလေရင်တို့ကိုအသုံးပြုတယ်လို့ EAR ကဖော်ပြထားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်တွေကအကြံဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်အများဆုံးအသုံးပြုတဲ့လေစိတ်တွေကတော့တောင်ငူလေတက်နာပါတာအီလာနှက်ဆက်လေတက်နဲ့ ်မိထီလာရှန်တဲတို့ဖြစ်ပြီး Jet Fighter နဲ့ဝိုင်တွဲတို့ကိုအသုံးပြုတာများပေမဲ့ရန်ပန်ရန်ကမှ MI-35 ကိုအသုံးပြုတယ်လို့ဖော်ပြထားပါတယ်။ချင်းမီနယ်ကအကြံဘက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအများဆုံးအသုံးပြုတဲ့လေစိတ်တွေကတတဦးလေတက်ဆွဲမိထီလာရှန်တဲမကွေးလေတက်တို့ဖြစ်ပြီးရန်ပန်ရန်ခါမှာနပါတအီလာကလေးလေစိတ်နဲ့မုံရွာနမခါတို့ဖြစ်ပြီး Jet Fighter နဲ့ဝိုင်တွဲတို့ကိုအများဆုံးအသုံးပြုကရန်ပန်ရန်ခါမှာ MI-35 ကိုအသုံးပြုတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်ကအကြံဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအများဆုံးအုံပြုတဲ့လေစိတ်တွေကတော့တတဦးလေတပ်ဆွဲမိထီလာရှန်တဲမကွေးလေတပ်နာပါတအီလာတို့ဖြစ်ပြီးရန်ပန်ရန်ကမှာပသိမ်လေတပ်နဲ့မော်ဘီလေတပ်တို့ဖြစ်ကဂျက်ဖိုက်တာနဲ့ဝိုင်တွဲကိုအများဆုံးအုံပြုကရန်ပန်ရန်ကမှာ MI 35ကိုအုံပြုတယ်လို့ဖော်ပြထားပါတယ်။ပဲခူးမွန်နဲ့ကရင်ပြည်နယ်မှာတော့အကြံဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအများဆုံးအုံပြုတဲ့လေစိတ်တွေက တောင်ငူလေတက်မော်ဘီလေတက်နဲ့နဘာတာအီလာတို့ဖြစ်ပြီးရန်ဘန်ရန်ကမှမိထီလာရှန်တင်နဲ့မော်လမြိုင်ရတခလေစိတ်တွေကိုအသုံးပြုသလိုဂျက်ဖိုက်တာ Y12 MI35 ပါရာမော်တာတို့ကိုအသုံးပြုတယ်လို့ဖော်ပြထားပါတယ်။တင်းင်းသားရဲ့အတိုင်းမှာလည်းအကြံဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအများဆုံးအသုံးပြုတဲ့လေစိတ်တွေကဖိလေတက်နဲ့တဝဲလေစိတ်တို့ဖြစ်ပြီးအသုံးပြုမှုအများတဲ့စစ်လေရင်တွေကတော့ Jet Fighter နဲ့ Y12 တို့ဖြစ်ပေမဲ့ MI2 ကိုရန်ပန်ရန်ကမှအသုံးပြုတယ်လို့သိရပါဗျ။ အခုဖော်ပြထားတဲ့ချက်လက်တွေကနေ့စဉ်လေကြောင်းရံနဲ့ရင်ဆိုင်နေရသူတွေလေကြောင်းစောက်ကြည့်ရဖွဲကလူတွေအတွက်တော့အဆိုင်သက်သက်မဟုတ်ပေမဲ့တာမန်အရက်သားပြည်သူတွေလေကြောင်းတိုက်ခိုက်မှုနဲ့အတွေ့အကြုံမရှိသူတွေလေတက်လင်းရဲ့ချက်လက်တွေနဲ့မရင်းနှီးသူတွေအတွက်အဓိကရည်ရွယ်ပြီးတင်ပြပေးတာဖြစ်တယ်လို့အေးအာကထုတ်ပြန်ထားပါတယ်ရှင်ရှမ်းပြည်နယ်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့နမ်ဆန်မြို့နယ်တို့မှာ စစ်တပ်ကလင်းနဲ့မနေ့ကညပိုင်းကပုံချဲခဲ့တာကြောင့်ကလေးငယ်တူတန်ငါးတပါးပါဝင် ပြည်သူခုနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသပြည်သူတွေနဲ့ TNLC ကနေစုံစမ်းသိရှိရပါတယ်။မနေ့ကည8:45မိနစ်အချိန်မှာနှမ်းဆန်မြို့နယ်ကွမ်ဟဲကျေးရွာကိုစစ်တပ်ကတိုက်လင်းနဲ့ပေါင်900ပုံချဲချခဲ့တာကြောင့်ကျေးရွာအလဲတက်တဲ့လူနေအိမ်တွေပေါ်ကျရောက်ခဲ့ပြီးကလေးငယ်တူအပါဝင် ပြည်သူ6ဦးသေဆုံးခဲ့ရကဒဏ်ရာရရှိသူ10ဦးရှိတယ်လို့သိရပါတယ်။ အဲ့လိုပဲမနေ့ကညပိုင်း7:40မိနစ်အချိန်ကလည်းကြောင်မဲမြို့နယ်မိုင်းကောနမ်မန်ကြီးရွာဖုံးကြီးချောင်းကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ပုံးကျေချခဲ့တာကြောင့်တန်ဃာတော်တပါတန်ရာပြင်းထန်ရရှိပြီးပြန်လုံတော်မူသွားကဖုံးကြီးချောင်းမှာလည်းပျက်စီးသွားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်လွတ်ဆုံးရှုံးထားရတဲ့နေမီတွေကိုပြန်လည်သိမ်းပိုက်ဖို့ထိုးစစ်ဆင်နာတွေဆင်နွှဲနေပြီးရဲ့နောက်အရဲသားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းစစ်တပ်လုံဆောင်နေတဲ့အတွက် ပြည်သူတွေလက်ထိခိုက်တည်ဆုံးမှုတွေတောက်လျှောက်ဆိုသလိုဖြစ်ပွားနေတယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ပဲခူးတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါ။ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတဲမြို့နယ်မှာဆိုင်ကယ်၃စီးနဲ့ထွက်လာတဲ့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်ဒူရဲအိုအီမေထိုးအပါအဝင်နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့အမှတ်363တတရင်စစ်ထောင်လမ်းရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗလာ16ရက်နေ့မနက်9:15မိနစ်က ပေါင်းတယ်မြို့နယ်မှတ်တိုင်ကျေးရွာအုပ်စုမှတ်တိုင်ရေစခန်းကနေဒူရဲအိုအင်းမင်းထွန်းဦးစီးတဲ့ရဲငါးဦးဟာဆိုင်ငယ်၃စီးနဲ့တမန်ကြီးရွာဘက်ကိုဂိတ်ဖွင့်စစ်ဆေးဖို့အတွက်ထွက်လာချိန်မှာပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်ဒူရဲအိုအင်းမင်းထွန်းနဲ့နေထိန်အောင်ကျော်ထက်တို့အပြင်းထန်တန်ရာရရှိခဲ့လို့သိရပါတယ်အဲ့လိုအပြင်းထန်တန်ရာရရှိခဲ့တဲ့ရဲနှစ်ဦးစလုံးကိုအလုံးပိတ်ကားနဲ့ပြည်စည်းရုံကိုတည်ဆောင်သွားပြီးတည်ဆုံးတာရှိမရှိ သိရှိနိုင်ဖို့ကိုတော့စုံစမ်းနေစေလို့သိရပါဗျ။ အဲ့ဒီရဲတပ်ဖွဲ့ဝင်တွေဟာတမန်းကြီးရွာလမ်းဆောင်ညောင်ပေအောင်မှာဂိတ်ဖွင့်ပြီးခရီးသွားပြည်သူတွေရဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးတာအာဓမစစ်မှုထမ်းစုဆောင်းတာဝယ်လာတဲ့စားတောက်ကုန်တွေကိုတင်းစီတာပြည်သူတွေကိုဖမ်းဆီးငွေတောင်းခံပြီးငွေမပေးနိုင်ရင်ဖမ်းဆီးထောင်ချတာတွေကိုပြုလုပ်နေတဲ့ဂိတ်ဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပြူဝါ21ကိုကဲမှုအောက်မှာရှိတဲ့363တက်ရင်တက်ခွဲလေးရဲ့ရဲဘော်တွေကလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ကရနီပြည်ဘက်ကိုကြည်အောင်ပါ ကရီနီပြည်အတွင်းမှာအချမ်းဘတ်စစ်တပ်ကလွတ်လွတ်ထားရတဲ့နေမီတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်ထိုးစစ်ဆင်နွှဲချိန်မှာစစ်တပ်ဘက်ကပုံမူပိုကြီးအောင်မင်းသူတေဆုံသွားတယ်လို့တေဆုံသူရဲ့ဇနီးဖြစ်သူကလူမှုကွန်ရက်မှာဖော်ပြထားတာနဲ့မိတ်ဆွေဖြစ်သူတို့ချို့ပြောဆိုချက်အရာသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ၁၄ရက်နေ့တိုက်ပွဲအတွင်းမှာပုံမူပိုကြီးအောင်မင်းသူတေဆုံခဲ့ပြီးအလောင်းကိုတော့တရင်တပ်ဖွဲ့စီကိုပြန်လည်တည်ယူနိုင်တာမရှိဘူးလို့သိရပါတယ်။ တည်ဆုံးသူဗိုလ်ကြီးအောင်မင်းသူရဲ့အွန်လိုင်းမှာမိတ်ဆွေပြောတာကတော့ကရင်နီပြည်ပတ်မှာတော့ကြာတာလို့သိရပြီးဗိုလ်ကြီးအောင်မင်းသူဟာဘုံမှုအပွင့်မတင်သေးပေမဲ့လစာကတော့ဘုံမှုလစာစားနေပြီလို့ပြောပါတယ်ရှင်မကွေးတိုင်းဘက်မှာတော့မကွေးတိုင်းစလင်းစင်ပြူကျွန်းကားလမ်းပေါ်မှာဖမ်းဆီးရမိတဲ့စစ်တပ်ထုတ်ကုန်မြန်မာဘီယာတွေကိုရှင်းလင်းခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။စလင်းမြို့နယ်တော်လိုင်းရေးစုံမှုနယ်မြေအတွင်းမှာရဲဘော်တွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့တာကနေ ဆလင်းစင်မြူကျွန်းကားလမ်းပေါ်မှာစစ်တပ်ထုတ်ကုန်မြန်မာဘီယာဖာ40ခန်းကိုတွေ့ရှိခဲ့တဲ့အတွက်အခုလိုဖမ်းဆီးရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆလင်းမြို့နယ်တော်လန်ရေးစိုးမိုးနယ်မြေအတွင်းစစ်ကောင်စီထုတ်ကုန်တွေတုံးဆွဲတာမပြုလုပ်ကြဖို့အတွက်လည်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆလင်းကထုတ်ပြန်တတိပေးထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား89ယောက်ကိုဖမ်းဆီးရရှိတယ်လို့ထိုင်းအာဏာပိုင်တွေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ကအော်တိုဘောလ18ရက်နေ့ကထိုင်းနိုင်ငံတက်ခိုင်မဲဆောင်မြို့နယ်အတွင်းမှာရင်းတွေကိုဖမ်းဆီးစစ်ဆေးတဲ့အခါမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား55ယောက်ကိုလမ်းပြနှစ်ဦးရင်သုံးစီးနဲ့အတူဖမ်းဆီးရရှိခဲ့လို့သိရပါတယ်။အဲ့ဒီမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ဖို့အတွက်တရားဝင်အထောက်အထားစာရွက်စာတမ်းမရှိဘဲဝင်ရောက်လာသူတွေဖြစ်ပြီးအမျိုးသား31ယောက်နဲ့အမျိုးသမီး24ယောက်စုစုပေါင်း55ယောက်ဖြစ်ကလက်ရှိအချိန်မှာတော့မဲဆောက်မြို့နယ်ရဲစခန်းမှာအမှုဖွဲ့စစ်ဆေးနေရလို့သိရပါတယ်။ အခုလိုပဲပြီးခဲ့တဲ့အော်တိုဗလာ18ရက်နေ့ကလည်းမဲဆောက်မြို့နယ်အတွင်းကင်းလန့်နေတဲ့အချိန်တရားဝင်စာရွက်စာတမ်းအထောက်အထားတစုံတရာမပါဝင်တဲ့တရားမဝင်မြန်မာနိုင်ငံသား34ယောက်ကိုဖမ်းဆီးရရှိခဲ့ပြီးအမျိုးသား26ယောက်နဲ့အမျိုးသမီး6ယောက်တို့ပါဝင်ပါတယ်။ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား34ယောက်ကိုတော့မဲဆောက်မြို့နယ်မဲပရဲစခန်းမှာဖမ်းဆီးစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ